Hello အားလုံးပဲမင်္ဂလာပါဘိုးဘောမန်းချင်းကနေကြိုဆိုပါရစေဒီနေ့ညတနာ ਈ ဝဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ Nation League ဘောလူဝဲဖြစ်ပေါ့နော်စပိန်နဲ့ပေါ်တူဂီတို့ရှင်ပြိုင်ကစားကြပါမယ်ဆိုတော့ဒီပွဲမှာကျွန်တော်ညီနေညီကတို့ဘယ်အသင်းကပိုဆွဲသွားမယ်ထင်ကြလဲဒါဒီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြည့်အောင်ပါဆိုတော့ဒီမှာတော့ပေါ်တူဂီကဂျာမနီအင်ရှင်ဂျာမနီကို1-2ဆိုတဲ့ရလနဲ့ခရစ်စတီယာနိုရိုနယ်ဒိုရဲ့ပေါ့နော်တွင်ကူနဲ့ သူတို့ကအနိုင်ယူပြီးတော့သူတို့တက်လာတယ်။စပိန်ကတော့ပြင်သစ်လိုအသင်းမျိုးကို9ကို4ကိုဆိုတဲ့ရလနဲ့အနိုင်ယူပြီးတော့သူတို့တက်လာပြီးတော့ကျွန်တော်ဘိုလူဝဲကျွန်တော်ရှင်မြန်ကစားကြမှာ။နှစ်သင်းစလုံးကစပိန်ကပေါ်တူဂီကနှစ်သင်းစလုံးကကျွန်တော်ဒီ Nation League ကိုဗောနော်ဒုတိယအကြိမ်မြောက်ယူဖို့ကြိုးပမ်းကြမှာ။ကျွန်တော် Nation League ပြိုင်ပွဲစတင်ကြတဲ့ကပေါ်တူဂီဟာကျွန်တော်ပူဆွဲတယ်။ပြီးလို့ရှိရင်စပိန်ကလည်းတစ်ခေါက်ပူဆွဲထားပြီးသွားပြီ။ဆိုတော့နှစ်နှစ်သင်းစလုံးမှာတစ်ကြိမ်စီပူဆွဲထားတာဆိုတော့ဒုတိယအကြိမ်မြောက် ကိုဆွဲဖို့အတွက်ကိုစီကြိုးပမ်းကြမဲ့ပွဲပေါ့လေ။ဒါကြောင့်ဒီပွဲကတော်တော်ကိုကြည့်ကောင်းမယ်ဆိုတာနှစ်သင်းစလုံးမှာလည်းလူစင်းကတော်တော်ကိုစုံနေလို့ပဲ။နော်ဆိုတော့စပိန်ကတော့ကျွန်တော်လောလောလတ်ဆိုသူတို့ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲကိုသူတို့ပိုဆွဲထားတယ်။အဲ့ဒီတော့ကျွန်တော်လက်ရှိမှာလည်းသူတို့အနေနဲ့အထက်ပြီးတော့အနိုင်ကံဖို့သူတို့ကြိုးပမ်းလာအောင်မလားပေါ့နော်။တော်စိတ်ဝင်စားဖို့ကောင်းပါလေ။ဆိုတော့ညီကတို့အနေနဲ့ရောဘယ်အသင်းပိုဆွဲသွားမယ်ထင်ကြလဲ။ဆိုတော့ဖြစ်နိုင်ချေလူစင်းတွေဘာတွေကိုကျွန်တော်ကြည့်ကြည့်အောင်မှာစပိန်ဘက်မှာတော့ ပြောပြမယ်လူစုံတယ်လို့ပေါ်တူဂီကလည်းလူစုံပါတယ်ဆိုတော့ပေါ်တူဂီကိုကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင်ဂိုသမားနေရာမှာဒီဂိုကော့စတာကျွန်တော်တို့ရှိမယ်ဒါသူရဲ့နံပါတ်1ဂိုသမားပေါ့နော်နောက်တန်း၄ယောက်နေရာမှာဆိုလို့ရှိရင်လည်းရူဘင်ဒီယက်စ်ကျွန်တော်တို့ရှိမယ်ကွန်ဇာလိုအင်္ဂလန်စီယိုကျွန်တော်ရှိမယ်ပြီးနူနိုမန်ဒက်စ်ကျွန်တော်ရှိမယ်ဆိုတော့ right back နေရာမှာဘယ်သူပါလာမလဲတော့ကျွန်တော်ကြည့်ရမယ် နော်ဆိုတော့ဆယ်မီတူတို့ကစားမတွေရှိမယ်ဒီကူဒါလာတို့ကစားမတွေရှိမယ်အဲ့လိုမဟုတ်ဘဲနဲ့ကွင်းလေကကစားမတစ်ယောက်ကိုတုံးတာမျိုးလဲကျွန်တော်ဖြစ်ကောင်းဖြစ်နိုင်တယ်နောက်တန်း၃ယောက်ပြောင်းသွားပြီးတော့ right back ကစားမကကွင်းလေပို့တာမျိုးတွေမြင်ရနိုင်တယ်ဗောနော်ကွင်းလေမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါအဲဘရူနိုဖနန်ဒက်ကျွန်တော်တို့ရှိမယ်ဂျောင်နီးပဲကျွန်တော်တို့ရှိမယ်ပြီးရင်ဘီတင်ညာကျွန်တော်တို့ရှိမယ်နော်ဆိုတော့ဒါမျိုးကစားမတွေရှိတယ်ဒါပေမဲ့လည်းလို့နီးပြအဲမာတီနက်စ်အနေနဲ့ဗောနော်ကွင်းလေမှာ ဂျောင်နီဘက်ဘီတင်ညာဘရူနိုဖနန်ဒက်ဆိုတဲ့အတွဲကိုသုံးပါမလားပေါ့တခြားကြောင်းမဟုတ်ဘူးညာဒီနီပြားကကွင်းလေသုံးတဲ့အခါမှာသူက defensive midfielder စစ်စစ်ကိုအမြဲထည့်ကျင်တယ်နော် defensive midfielder စစ်စစ်ထည့်ကျင်တယ်ဆိုတော့ဂျောင်ပယ်လင်ညာပဲဖြစ်ဖြစ်လက်ရှိဆော်ဒီမှာကစားနေပဲရူဘင်နီဘက်ပဲကျွန်တော်ဖြစ်ဖြစ်နှစ်ယောက်ထဲကတစ်ယောက်တော့ပါအောင်မယ်လို့ကျွန်တော်ထင်တယ်အဲ့ဒီနှစ်ယောက်ထဲကတစ်ယောက်ပါမယ်ဆိုလို့ရှိရင်ဘီတင်ညာရဲ့ဂျောင်နီဘက်ရဲ့တစ်ယောက်ကတော့အရန်ကုန်ကိုထိုင်အောင်မှာသူကအမြဲတမ်းအပြားတည်တာနော်ဟိုအဲ့ဒီရူဘင်နီဘက်ဒါမှမဟုတ်ဂျောင်ပယ်လင်ညာတစ်ယောက်နဲ့ ဂျောင်နီဘက်စ်ကိုတွေ့ပြီးဘရူနိုဖနက်ဆိုတဲ့နံပါတ်10အဲ့လိုမျိုးသွားတာဘာလို့လဲကျွန်တော်တို့ပရိသတ်တွေမြင်ကျင်ကြတဲ့ဘီတင်ညာဂျောင်နီဘက်စ်ဘရူနိုဖနက်ဆိုတဲ့အတွဲကိုမြင်ရဖို့ကတော်တော်ကိုခဲရင်နေဒါကြောင့်နီးပြမာတီနက်စ်အနည်းနဲ့ပေါ့နော်ကွင်းလယ်မှာဆိုလို့ရှိရင်ပရိသတ်အများစုမြင်ကျင်တဲ့ကွင်းလေ၃ရောက်အတွဲကိုထုတ်လာဖို့ကတတိုကိုနဲတယ်လို့ကျွန်တော်ထင်တယ်ပြောမရဘူးဗျတည်တယ်မလားပြီးခဲ့တဲ့ဂျာမနီနယ်ပွဲမှာဆိုလို့ချင်းဘီတင်ညာဝင်လာမှဘီတင်ညာ ဟိုနက်ဝါနဲ့အတွဲကပူကောင်းလာတာဆိုတော့ထည့်ရင်လည်းထည့်လာမှာပေါ့နော်ပြီးလို့ရှိရင်တိုက်စင်မှာဆိုလို့ရှိရင်တော့ထွန်းတဲ့မဲ့ခရစ်စတီယန်ရိုနယ်ဒိုကသာဥဆောင်မင်းပေါ့လေသူ့နောက်မှာကျွန်တော်တို့ဒါ left wing right wing နေရာမှာပါမဲ့သူတွေကနည်းနည်းတော့ပြောစရာဖြစ်လာပြီ left wing မှာဆိုလို့ရှိရင်ဘယ်သူ့ကိုထည့်မလဲပက်ထရိုနေတိုတော့ဟိုတနေ့ကကစားလာတာပဲနေတိုကျွန်တော်ရှိမယ်ရာဖိုင်လီယာကိုကျွန်တော်ရှိမယ်ပြောရှင်ရင်ကျွန်တော်တို့ကကွန်စီကယာတို့ကျွန်တော်ရှိမယ်ဒါကတော့ right wing အတွက်ပေါ့နော် right wing မှာဆိုလို့ရှင်ခုနကပြောတဲ့ကွန်စီကယာကိုကျွန်တော်ရှိမယ်ပြောလို့ရှင်ဘာနာတို့စီးပွားရှိမယ်အဲ့တော့ရွေးချယ်စရာကစားမားတွေကများတယ် ပြဿနာကနီးပြကဘာလို့သုံးမမလဲနီးပြအနေနဲ့ဘာနာရုတ်စေးပါးကိုခြံခဲ့ဖို့လိုတယ်เนาะဘာနာရုတ်စေးပါးကိုအမြဲတမ်းသုံးကျင်တော့သဘောပေါက်ဝင်မယ်ဘာနာရုတ်စေးပါးကဒီအသင်းမှာဘာအကျိုးပြုမှုမှရှိမနေဘူးဘာနာရုတ်စေးပါးအနေနဲ့တိုက်စစ်ကိုအကျိုးပြုနိုင်လားဆိုတော့လည်းမဟုတ်ပြန်ဘူးကွင်းလေကိုအကျိုးပြုနိုင်လားဆိုတော့လည်းမဟုတ်ပြန်ဘူးเนาะဆိုတော့ဘာနာရုတ်စေးပါးကိုတက်နိုင်နေမြသူခြံရဲဖို့လိုတယ်เนาะခြံရဲဖို့လိုတယ်အခုကဘာနာရုတ်စေးပါးကိုသာသုံးနေတာသူ့ထက်ပိုပြီးတော့အကျိုးပြုနိုင်တဲ့ကစားမတွေအရင်မှရှိနေပြီးတော့ထိုင်နေရတယ် ။လျောက်တိုက်ရှိသုံးအောင်နေရာမှာရော်နယ်ဒိုရဲ့နောက်နှစ်နေရာမှာကစားဖို့ဆိုရင်ဂျာမနီနဲ့ပွဲမှာလည်းဂိုးသွင်းခဲ့တဲ့ကွန်စီကီယာကိုလုံးဝပါတင်တယ်လို့ထင်တယ်။ဖိုင်နယ်ကိုပါနိုင်တဲ့ခြေသွင်းမျိုးသူပြထားတော့ဒီကစားမရဲ့ခြေသွင်းကိုလစ်လျူရှုဖို့မသင့်ဘူးပေါ့နော်။လက်ဖွင့်မှာဆိုချင်တော့လျောင်ကရောဗျာ။ကျွန်တော်ပရိသတ်တွေကတော့ပြင်းနေပါ냐ပြောကြတာပေါ့နော်။ဆိုတော့သူတို့ပါဖို့မရှိဘူးပြီးကြောင်ဖီလစ်တို့လူကစားမတွေရှိမယ်အဲ့ဒါမလားပြီးရင်အဲဘက်ဂျူတာတို့လူကစားမတွေကျွန်တော်ရှိမယ်ခုနကပြောတဲ့ပက်ထရိုနေတိုတို့ကျွန်တော်ရှိမယ် ဘသူတုံးလာမလဲကျွန်တော်ကြည့်ရမယ်ဆိုတော့ဒါကလည်းရှိပေါ်တူဂီနဲ့ပတ်သက်တဲ့လူစင်းပြောချင်တာကပေါ်တူဂီမှာလူစင်းဟာအစုံပါပဲเนาะဒါသူတို့ရဲ့အကောင့်ဆုံးလူစင်းမှာဒီတက်ပို့ပြီးတော့ injury ကြောင့်လွဲတဲ့ကစားမတွေဘာညာဆိုတော့မရှိတော့ဘူးပေါ်တူဂီဟာလူစင်းအပြည့်နဲ့ကိုကျွန်တော်ကစားရမှာစပိန်ဘက်ကိုကြည့်တော့လေဒီတိုင်းပဲစပိန်မှာတချို့တယောက်တလီလောက်ကလွဲရင်အကုန်လုံးနှီးဝါးကဒီကစားမတွေကြီးပဲရအကောင့်ဆုံးနေကြီးပဲရဦးနိုင်ဆိုင်မွန်ကဂိုဒမားနေရာမှာပါလာမယ်နောက်တန်းလျောက်နေရာမှာဆိုလို့ရှိရင်ဗျပက်ထရူပိုလိုရှိမယ်နော်မန်ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဟွိုက်ဆန်ရှိမယ် အဲ့တော့ကူဘယ်စီတို့ပါလို့ကတော့ပါလိမ့်မယ်လို့မထင်ပါဘူး။ဘဲဂျန်ညမှာကူကယ်ရလာရှိမယ်ဗျာ။ကွင်းလယ်မှာဆိုလို့ရှိရင်မယ်ရီနိုရှိမယ်၊ပက်ထရီရှိမယ်၊ဖာဘီယန်ရူရီရှိမယ်။ဒီနေရာမှာကျွန်တော်အနေနဲ့ပေါ့နော်ဘယ်လိုပြောမလဲမယ်ရီနိုကိုထည့်လာပါအောင်မလား။ဟိုတနေ့ကတော့ပြင်သစ်နဲ့ပွဲမှာလည်းမယ်ရီနိုကောင်းနေတာဆိုတော့သူထက်ပြီးတော့ပါလိမ့်မယ်လို့ထင်နေပေါ့နော်။အဲ့လိုမဟုတ်ဘူးဆိုလို့ရှိရင်လည်းဟိုဒန်နီယယ်လိုမျိုးလို့ပါလို့ကစားမကောင်းနေကျွန်တော်ရှိတယ်ဗျာ။ဆိုတော့ကွင်းလင်မှာပေါ့နော်ဘက်ထရီကတော့လုံးဝကိုပါမယ်ကစားသမားပါเนาะဒါအပြင်တိုက်စစ်မှာဆိုလို့ရှိရင်လည်းရာမဲရှိမယ်နီကိုဝီလီယံရှိမယ် ဟိုရစပယ်ကျွန်တော်ရှိမယ်ဒါဒီစပယ်ရဲ့လက်ရှိအကောင်းဆုံးလို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့လက်ရှိမှာကျွန်တော်ပြောရရင်ကျွန်တော်ကတော့ဗျာ team work အနေနဲ့ပေါ့နော်ပေါ်တူဂီဟာနောက်ပိုင်းမှာဖြည်းဖြည်းချင်းလေးပို့ပြီးတော့ကောင်းလာတဲ့ပုံစံတွေ့ရတယ်ဆိုပေမဲ့စပိန်ကို team work အနေနဲ့ရှင်ပြိုင်နိုင်မှုကကျွန်တော်မလွယ်ဘူးတော်တော်လေးကိုမလွယ်တာဒီလိုက်ဒီစပိန်ကဟိုဒီနီးပြအဲလူးစ်ဒီလာဗန်ဒီရဲ့နောက်မှာဒီအောက်လက်အောက်မှာဆိုလို့ရှိရင်ပေါ့နော်သူတို့ပြသထားတဲ့ခြေစွမ်းတွေကဟိုယူရိုကဆက်လို့တော်တော်ကိုကောင်းလာ စားမားတွေကိုကျွန်တော်ကြည့်တော့လေနေရာတိုင်းမှာအသက်ငယ်ရွယ်တဲ့ကစားမားတွေရှိတယ်။အီချင်းပြည့်တဲ့ကစားမားတွေကျွန်တော်ရှိတယ်။နောက်တန်းကဟော်ဆန်တို့ပဲကျွန်တော်ကြည့်ကြည့်ပေါ့နော်။ကူကယ်လာဆိုလို့ရှိရင်လည်းရှိကောင်းနေတာပဲ။ပက်ထရိုပိုရူပြီးလို့ရှိရင်ကျွန်တော်တို့ဒါပါလေအဲနော်မန်တို့ဆိုလို့ရှိရင်အက်တလက်တီကိုမက်ထရစ်မှာပွဲတိုင်းမကစားရတာတော့မှလက်ရှိစပိန်လက်ရွေးစင်လဲကြာရောသူဟာနဲ့သူကျွန်တော်ကစားနိုင်နေတယ်ဟုတ်နေတယ်ပေါ့နော်ဟိုဒါမှမဟုတ်ကူဘာစီတို့ပါလို့မပါသေးဘူးဗျာ ဆိုတော့စပိန်မှာကအဲဒီအိုယာဇဘယ်တို့လိုမျိုးမယ်ရီနိုတို့လိုမျိုးနော်ဖာဗီယန်ရူစ်တို့လိုမျိုးအတွေ့အကြုံရှိကစားမားတွေလည်းရှိတယ်လူငယ်ချစ်တဲ့ကစားမားတွေလည်းကျွန်တော်ရှိတယ်ဂိုးသမားကလည်းဒါအမားလှုပ်တို့တအားကိုနေတဲ့ဂိုးသမားဒါမျိုးဒါကြောင့်ပေါ့နော်ကျွန်တော်ဒီစပိန်ကလည်းအသင်းလိုက်ကူကပေါ်တူဂီတက်ပူကောင်းတယ်လို့ကျွန်တော်ထင်တယ်ဒါမျိုးလို့ပေါ်တူဂီဘက်ကကျွန်တော်ကြည့်ရင်โอเคခရစ္စတီယာနိုရိုနယ်ဒိုရဲ့ဘယ်လိုပြောမလဲနောက်ဆုံးပြိုင်ပွဲတွေနိုင်ငံတကာပြိုင်ပွဲတွေနီးလာတဲ့အချိန်ဒီမှာ တတ်နိုင်တယ်များစုဖလားတိုင်းကိုတော့သူတို့ရနိုင်ဖို့သူတို့ကြိုးပမ်းမှာပဲသူတပင်းတော့ဟိုဗာလဲ nation league ရပြီတဲ့နောက်ပိုင်းမှာဘာမှန်သူတို့မရသေးဘူးဆိုတော့ဒီ nation league မှာလည်းသူတို့ final ထိပြန်တက်လာပြီပေါ်တူဂီနီနဲ့လုံးဝကိုအနိုင်ယူဖို့ကြိုးပမ်းမယ်ပေါ့နော်ဟိုအချိန်ကြီးကတော့စပိန်ဘက်မှာပို့ပြီးတော့ရှိတာပေါ့လေစပိန်ဟာဒီပွဲမှာပို့ပြီးတော့ဘူဆွဲဖို့အတွက် event စနေတဲ့အသင်းတော့ရိုနယ်ဒိုအနေနဲ့လည်းပြီးခဲ့တဲ့ဂျာမနီနဲ့ပွဲမှာလည်းဂျာမနီလူမဆုံမှုဆိုပေမဲ့လည်းလို့အလေးကဂျာမနီဘက်မှာတားနေတာဒါတွေကိုကျွန်တော်ပေါ်တူဂီကပြောင်းပြန်လှန်နိုင်ခဲ့တယ် ဆိုတော့နီးပြားဖြစ်တဲ့ Marines နေနဲ့တကယ်ဖြစ်တဲ့ပွဲထုတ်တဲ့လူစင်းနဲ့ပွဲထုတ်လာမယ်ဆိုရင်အခြေအနေကကောင်းကောင်းကောင်းနိုင်တယ်။အဲကြောင့်ပေါ်တူဂီနီနဲ့ဒီနေ့ပွဲမှာစပိန်ကိုကျွန်တော်အလေးသိပ်မတာပြမိလေလို့ပေါ့နော်ပရိသတ်တွေထင်တာတွေနဲ့ပြောင်းပြန်ဖြစ်အောင်လှုပ်ဆောင်ပြနိုင်မလားကျွန်တော်ကြည့်ရမယ်စပိန်အတွက်ကတော့ဒီ Euro Champion ဖြစ်ထားတယ်ဆိုတာကအလကားမဟုတ်ဘူးရလက်ရှိမှာရမဲရိုနီကိုဝီလျံမျိုးဆိုတာမျိုးကတအားကောင်းနေတာဆိုတော့ဒီတောင်မန်ကိုထိန်းဖို့နူနိုမန်ဒက်စ်နဲ့ကျွန်တော်တို့ကရမဲရိုရဲ့ကျွန်တော်ထိတ်တဲတွေးဆိုမှုကိုကျွန်တော်ကြည့်ရမှာပဲ ဝက်ချန်ကပက်ထရူပူရူနဲ့အော်ဆိုပါလေဒီနီကိုဝီလီယမ်စ်နဲ့ပေါ့နော်ကျွန်တော်ဘသူပါလာမလဲအဲ့ဒီညာချမ်းမှာဆိုတော့ကွင်းလင်ကစားမှာတော့ပါလို့မရအောင်စီမီတိုပါလာမလားဒါလောပါလာမလားဒါပဲကျွန်တော်ကြည့်ရမှာပဲဒီခုရှိတာကတော့ဟိုပြင်စပိန်ရဲ့ပေါ့နော်ကျွန်တော်တောင်မန်နှစ်ဖက်ကိုကောင်းကောင်းထိန်းနိုင်ဖို့ကျွန်တော်လိုပါတယ်ဒီတဲမှာပက်ထရီတို့ကလည်းတအားကောင်းနေတယ်ဆိုတော့ပက်ထရီဖာဘီယန်ရူ ይስ ကျွန်တော်တို့ပေါ့နော်အဲဗာလေမယ်ရီနိုတို့ရဲ့ကွင်းလင်နဲ့ဘရူနိုဖာနန်ဒက်စ်ဂျောင်ပီတင်ညာဂျောင်နီဘက်စ်တို့ရဲ့ကွင်းလင်၃ယောက်ကျွန်တော်တို့ပေါ့နော်ဒါရှင်းပြနေအောင်ကျွန်တော်ကြည့်ရမယ်တခုရှိတာကတော့ဒီပွဲဟာ တော်တော်ကိုကောင်းတဲ့ပွဲတွေပွဲဖြစ်လာမှာဆိုတော့ကျွန်တော် watch လောင်းလို့ပို့လို့ကျွန်တော်စီစဉ်ထားပါတယ်ဒီညတနားကြီးဝဲမှာကျွန်တော်ကြည့်ကြတာပေါ့ကျွန်တော်ဂျန်တဲ့ပွဲတော့မလုပ်ပါဘူးဒါပေမဲ့ final မှုလို့ပေါ့နော် nation league အလောက်ကြီးဒီစိတ်လှုပ်ရှားမှုမပေးဘူးဗျာဒါပေမဲ့လို့ club world cup မှာလည်းပဲကျွန်တော်ပြောသလိုပဲပွဲကောင်းနေရှင်ကျွန်တော် watch လောင်းလုပ်မယ်ပွဲကောင်းနေမဟုတ်ရင်တော့မလုပ်တော့ဘူးဆိုတော့ဒီညတော့ watch လောင်းလို့ပို့လို့ကျွန်တော်စီစဉ်ထားပါတယ်ဒီညကျွန်တော်ဆက်ပြီးတော့တွေးကြတာပေါ့ညီကတို့နေနေရော final မှာဘယ်သူပိုဆွဲသွားလိမ့်မယ်လို့ကျွန်တော်ထင်ကြလေလူများစုဂျာနီမှာရေဘင်းစားနေတဲ့စပိန်မဲပိုဆွဲသွားမလား ဒါမှမဟုတ်ပေါ့နော်လူတွေမထင်မဲ့အထားတဲ့အခြေအနေမျိုးကနေစင်ပေါ်တူဂီယာပူဆွေးအောင်ဆွမ်းဆောင်ပြနိုင်မယ်လို့ညီကိုတို့ထင်ကြလားဆွနေကြပါအောင်အားလုံးကိုချစ်သူများကြီးတွေပါတယ်